မင်္ဂလာပါရှင်ကတိနယူသတင်းဌာနရဲ့ထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါရမရှင်အေးအေးနဲ့ရင်ဆိုင်ပုံအလှဲကြလာရတဲ့စစ်တပ်ထိပ်ပိုင်းအရာရှိနှစ်ဦးဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။လက်နက်မဲ့အရက်သားပြည်သူတွေကိုအကြမ်းဖက်တပြက်ပြီးသူရဲကောင်းတွေလိုဟစ်ကြွေးနေတဲ့စစ်အုပ်စုဟာအရကတက်တော်အေးအေးကိုတော့အင်မတန်ကြောက်တယ်လို့သတင်းကြီးပါရတယ်။ တစ်တုံညာနှစ်ကွန်စစ်စင်ရေးနဲ့အတူအေအေရဲ့မြို့သိမ်းတိုက်ပွဲတွေမှာဒူတော်အညံ့ခံရတဲ့ပုံမှုကြုံတွေထောင်ချီတဲ့စစ်တုံးပန်းတွေရဲ့တင်ပြင်းတွေကဆေးအုပ်စုပုံရင်ကိုအကြီးအကျယ်ထိနာစေခဲ့ပါရဲ့အာနာသိန်းကောင်းဆောင်အနေနဲ့အေအေကိုလက်နက်ချဖို့စစ်တုံးပန်းပုံမှုကြုံတချို့ကပြန်ပြောရတဲ့အတီအေအေကလည်းလက်တံပြောင်းပါရဲ့အေနဲ့ယင်ဆိုင်ရဲ့လူပြေးသူကပြေးလက်နက်ချသူကကြာနေစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြားမှာအကြောက်တရားကြီးစိုးနေတာပါဒါပေမဲ့လည်းလွန်ဆန်လို့မရတဲ့အမိတ်ညွှန်ကြားချက်တွေကြားမှာဗိုလ်မှူးချုပ်တဦးနဲ့ဗိုလ်မှူးကြီးတ 2ဦးကတော့ရခိုင်စစ်မြေပြင်ကိုခြေချရပါတော့မယ်။စစ်ဦးစီးတက္ကသိုလ်ကတောင်အောင်ကြီးဘုံမူကျောက်စော်ထိုင်းလန်နဲ့တမ55ဒုတိယတမမူဘုံမူကြီးမျိုးမြင့်ဦးတို့ဖြစ်ပါတယ်။အေအေရဲ့တိုက်ခိုက်မှုကြောင့်အထိနာစေတဲ့စီးရေးဒေတာနှစ်ခုကဘုံမူကျောက်နှစ်ဦးနေရာမှာသူတို့ကိုစစ်ကောင်စီကအစားထိုးလိုက်တာပါ။ ရခိုင်ပြည်နယ်နဲ့နယ်စပ်ဒေသတွေဖြစ်တဲ့ပဲခူးတိုင်းမကွေးတိုင်းနဲ့အေရီတိုင်းကတိုက်ပွဲတွေမှာအထိနာတဲ့စစ်စင်ရေးကိုကဲမှုဌာနချုပ်စကကစကွန်ကစကကမှုပုံမှုချုပ်ကြော်စွာလင်းနေရာမှာပုံမှုချုပ်စော်တိုက်လက်ကိုအစားထိုးလိုက်ပါရင် အလားတူစစ်တွေအခြေစိုက်ဒေသကိုကဲမှုစစ်ဌာနချုပ်ကဒါကာစာမှုပုံမှုချုပ်နေမျိုးအောင်အစားပုံမှုကြီးမျိုးမြင့်ဦးကိုတာဝန်ပေးလိုက်ပါရင် အော်တိုဘာလာ22ရက်နေ့မှာချိန်ပလိုက်တာတိုင်းမှုတွေလည်းပါတယ်စီရေးနဲ့နိုင်ငံရေးကိုတပုံစံတမျိုးပြောင်းပြီးကစားမဲ့သဘောပဲဒါပေမဲ့အေအေကွင်းကိုတွားရမဲ့သူတွေကမချောင်ဘူးလို့နေပြည်တော်သတင်းရင်းမြစ်ကခုလိုပဲပြောဆိုထားပါတယ် ဗိုလ်မှူးချုပ်ကျော်စာလင်းကိုမော်ဘီဘိုတင်နန်းကကျောင်းအုပ်ကြီးအဖြစ်ပြောင်းလိုက်ပြီးဗိုလ်မှူးချုပ်နေမျိုးအောင်ကိုတော့တက်မတော်အုပ်ချုပ်မှုကြောင့်ပြင်းလင်းကျောင်းအုပ်ကြီးအဖြစ်ပြောင်းလိုက်ပါတယ်။အော်တိုဘောလာ22ရက်နေ့ကရာထူးအပြောင်းရွှေ့ပြုလိုက်လိုက်တဲ့ဖြစ်စဉ်မှာအရှိပိုင်းတိုင်းစစ်ဌာနချုပ်မှုနဲ့အရှိအလဲပိုင်းအတိုင်းစစ်ဌာနချုပ်တိုင်းမှုစကကဆက်နဲ့စကက73နဲ့စကက20စကကမှု3အပါအဝင်ဗိုလ်မှူးချုပ်နဲ့ဗိုလ်မှူးကြီးအဆင့်တွေ30နီးပါးပါဝင်ပါတယ်။စကကဆက်ကွန်ဟာရှမ်းပြည်နယ်တောင်ပိုင်းမှာအခြေစိုက်တာပါ။ပဲခူးတိုင်းမကွေးတိုင်းနဲ့အေးရ ရီတိုင်းရခိုင်ပြည်နယ်နဲ့နယ်စပ်ဒေသတိုက်ပွဲတွေမှာ အေအေကိုစစ်ရှုံးနေတဲ့တပ်မ60ကိုအစားပြီးခဲ့တဲ့ဩဂတ်လကစပြီးစကကစက်ခွန်လက်အောက်ခံတရင်တွေကိုစစ်ကောင်စီတို့ပို့ဆောင်ပြီးခုခံစီခဲ့တာပါ။အေရဲ့ထိုးစစ်ကြောင့်စကန်တွေဆက်လက်လွတ်ခဲ့တဲ့အတွက်တပ်မ60ကိုတပ်မမှုပိုမှုကြီးတပ်မတော်ကိုတော့အာနာသိန်းခေါင်းဆောင်ကနေအတုံးမကြဘူးဆိုတဲ့အထားနဲ့ဖမ်းဆီးအရေးယူခဲ့ပါတယ်။ ရခိုင်ပြည်နယ်နဲ့ဆက်ဆက်နေတဲ့မကွေးတိုင်းတွေကနေရီကန်ဖြူဟာကိုတိုက်ပွဲအမ်ပတန်လန်တိုက်ပွဲရခိုင်ပြည်နယ်နဲ့ပဲခူးတိုင်းဆက်ဆက်နေတဲ့တောင်ကုန်ပတောင်လန်တိုက်ပွဲရခိုင်ပြည်နယ်နဲ့ AR တိုင်းဆက်ဆက်နေတဲ့လေးမျက်နာမျိုးတွေကတိုက်ပွဲတွေမှာစကားကဆက်ကွန်လက်အောက်ခံတပ်ရင်းတွေရောက်ရှိလာပြီးတိုက်ခိုက်နေပေမဲ့ AA နဲ့ပူးပေါင်းတပ်တွေကိုထိုးစစ်ကြောင်းအထိနာစေပြန်ပါတယ်။အဲ့ဒီအချိန်မှာစကားကဆက်ကွန်စကားကမှုအပြောင်းအရွှေ့ဖြစ်လာပါတယ်။ ရခိုင်ပြည်နယ်မှာတင်းယူပို့ဆောင်နေတဲ့ကြောက်ဖြူနယ်မန်အောင်မျိုးနယ်အတီအတူလာပေါင်းများစွာဝင်းရံပိတ်ဆို့ထားတဲ့စစ်တွေမျိုးကိုလည်းအောက်တိုဘာလဆန်းမိုင်းကနေစတင်ပြီးအေအေကစီးရေးအရှိန်မြင့်တင်လာပါတယ်။ဒါကဆမှုအနေနဲ့အေအေရဲ့မြို့သိမ်းတိုက်ပွဲကိုလေ့လာပြီးခုခံတိုက်ခိုက်ခြင်းမပြုတော့ဘဲ လက်နက်ကြဘုံပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်းမှာတော်လိုင်းအင်အားစုတွေကတိုက်တွန်းခဲ့ကြဘူးပါအဲ့ဒီသတင်းတွေကိုလူမှုကွန်ရက်ပေါ်မှာထွက်လာပြီးရက်အနည်းငယ်ကြမှာပဲစစ်တွေတက္ကသမှုကိုအပြောင်းလဲပြုလုပ်လိုက်တာလည်းဖြစ်ပါတယ်အေးဟာတစ်တုံညာနှစ်ကစစ်စင်ရေးတက်မှာ စစ်ကောင်စီရဲ့ပုံမှုကျုပ်လေးဦးဒုတိယပုံမှုကြီးတဦးကိုစစ်တုံးပန်းအနေနဲ့ဖမ်းဆီးထားပါတယ်ပုံမှုကျုပ်တဦးပြောက်ဆုံးနေပြီးပုံမှုကြီး၅ဦးသေဆုံးခဲ့ပါတယ်ရခိုင်စစ်မြေပြင်ကအေအေလက်တဲအဆွဲကျိုးနေတဲ့စစ်ကောင်စီထိတ်တန်းအရာရှိတွေစီးရင်ကတီးလို့ရှိပါတယ်2024ဒီဇင်ဘာလာအေအေရဲ့ကွာမြို့တိမ့်တိုက်ပွဲမှာတမ20တမမှုပုံမှုကြီးအောင်နေမျိုးနဲ့တမ7တမမှုပုံမှုကြီးတိန်ဆောဝင်းတို့တည်ဆောင်းခဲ့ပါတယ်2024ဒီဇင်ဘာလ10ရက်ကမောင်တော်မြို့ မျိုးနယ်ကြားဆောင်တပ်ဖွဲ့ကွဲနာခခငါကိုတဲယူခဲ့တဲ့တိုက်ပွဲမှာပုံမူကြီးအောင်နေမျိုးတေဆုံးခဲ့ပါတယ်။ပုံမူကြီးအောင်နေမျိုးဟာဆက်လက်ပြီးတော့လက်အောက်ငယ်သားတွေနဲ့အတူရွှေရီနဲ့ပတ်စံတွေကိုယူပြီး ထွက်ပြေးစဉ်အေအေတပ်ဖွဲ့ဝင်တွေနဲ့ထိတ်တိုက်တွေ့ပြီးပြစ်ခတ်ရှင်းလင်းခံရတာဖြစ်ပါတယ်။အလားတူမောင်းတော်မျိုးတိုက်ပွဲမှာဘူးတီတောင်မျိုးအမတ်55စစ်စင်ကိုကဲမူဌာနချုပ်စကခ55စကခမူဘုံမူချုပ်သူရင်ထွန်းကိုအေအေကအရှင်ဖမ်းမိခဲ့ပါတယ်။ဘုံမူချုပ်သူရင်ထွန်းဟာစစ်တုံးပန်းအနေနဲ့အကြောက်လွန်နေတယ်လို့အေအေစစ်ဦးစီးချုပ်ဘိုးချုပ်ထွန်းမြတ်နိုင်ကအခုလိုပဲပြောဆိုထားပါတယ်။ ဒါအပြင်2025ဒီဇင်ဘာလ20ရက်ကအမ်းမြို့အခြေဆိုင်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နာပါခကိုတည်ယူတဲ့တိုက်ပွဲမှာဒုတိယတိုင်းမှုဘုံမှုချုပ်တောင်းထွန်းနဲ့တိုင်းဦးစီးချုပ်ဘုံမှုချုပ်ကြော်ကြော်တန်းတို့ကိုအရှင်ဖမ်းမိခဲ့ပါတယ်။စစ်ကောင်စီကောင်းဆောင်တွေအနေနဲ့အတိတရားရပြီးလက်နက်ချဖို့အရက်သားပြည်သူတွေကိုမသက်ဖြတ်ဖို့ဘုံမှုချုပ်ကြော်ကြော်တန်းကရုတ်တံကတဆင့်တိုက်တွန်းခဲ့ဘူးပါတယ်။အေအေတန်ဒူးတောက်ခံရတဲ့နောက်တန်ဘုံမှုကျုပ်ကစကခကိုစကခမှုဘုံမှုကျုပ်ဇော်မင်းထွန်းကဖြစ်ပါရင် 2024ဖေဖော်ဝါရီလဇန်ပိုင်းကကြောက်တော်မျိုးကနေစစ်တွေမျိုးကို ရေတက်စစ်တမောတွေနဲ့ကလတန်မြင့်ချောင်းအတိုင်းထွက်ပြေးလာစဉ် AA စစ်တီတော်တွေက လိုက်လံတိုက်ခိုက်ချိန်မုန်းခဲ့ခြင်းဖန်စီခင်ခံခဲ့ရပါတယ်။ဒါကြောင့်ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကအေအေဖန်စီနိုင်ခဲ့တဲ့စစ်တပ်ဗိုလ်ချုပ်တွေကပထမဆုံးဈေးဥပေါက်သူပဲဖြစ်ပါတယ်။သူနဲ့အတူစစ်တပ်အရာရှိကြီးတွေကို အေအေကအရှင်ဖမ်းမိခဲ့ပါတယ်။မြောက်ဦးမြို့သိမ်းတိုက်ပွဲမှာတော့တမဆက်တဲ့တမမိုးဗိုလ်မှူးကြီးမင်းမင်းထွန်းတေဆုံးခဲ့ပါတယ်။ပလောဝမြို့သိမ်းတိုက်ပွဲမှာဗိုလ်မှူးချုပ်စင်မျိုးစွေပျောက်ဆုံးသွားခဲ့ပြီး တည်ဆုံးတာလားထွက်ပြေးတာလားလွတ်မြောက်တာလားဆိုတာရှင်းရှင်းလင်းလင်းမသိရသေးပါဘူးလို့အေအေကထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီတိုက်ပွဲတွေထဲမှာနှုံဘူးဘူးပြူဟာမူဒုဗိုလ်မူကြီးပညာပိုင်ဆိုတည်ဆုံးခဲ့ပါတယ်။အေအေနောက်ဆုံးဖမ်းမိထားတဲ့စစ်ကောင်စီအရာရှိကအမှတ်69ချင်းမြန်တမဌာနချုပ်ယာယီနီးပြူဟာမူဒုတိယဘုံမူကြီးကြော်ကြော်သက်ဖြစ်ပါတယ်။နိုင်ငံပြူဟာကိုခုခံတဲ့ငဖယ်မျိုးနဲ့ကုန်စီယိုကျေးရွာအနီးကတိုက်ပွဲမှာပြီးခဲ့တဲ့ဖေဖော်ဝါရီလကဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ သူကလည်းဗိုလ်မှူးချုပ်ကျော်ကျော်တန်းလိုပဲအေအေးရဲ့စစ်ရေးစွမ်းရည်ကိုချီးကျူးသွားပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေလက်နက်ချဖို့တိုက်တွန်းသွားခဲ့ပါတယ်။လက်ရှိမှာတော့စစ်တွေမျိုးသိမ်းတိုက်ပွဲကိုအေအေးကစနစ်တကျပုံဖော်နေပြီးရခိုင်ပြည်နယ်နဲ့နယ်စပ်တိုက်ပွဲတွေမှာလည်းရလက်ကောင်းတွေရနေတယ်လို့အေအေးနဲ့အတူတိုက်ပွဲဝင်နေတဲ့မဟာမိတ်ရဲဘော်တို့ကအခုလိုပဲပြောပါတယ်။ ရခိုင်ပြည်နယ်နဲ့နယ်စပ်ဒေသတွေမှာစစ်ကောင်စီရဲ့တံပြန်ထိုးစစ်တွေကြောင့်တိုက်ပွဲတွေပြင်းထန်သလိုမူလရည်မှန်ချက်အတိုင်းစစ်ရေးအမြင်ထိမြို့သိမ်းတိုက်ပွဲတွေကိုဆက်လက်တိုက်ခိုက်မယ်လို့အေအေကထုတ်ပြန်ထားပါတယ်။တိုက်ပွဲတွေပြင်းထန်နေတဲ့ဒေသကပြည်သူတွေနဲ့အတူရခိုင်ပြည်နယ်အတွင်းတိုင်းချုံမြို့နယ်တွေကပြည်သူတွေကလည်းစစ်ရေးတတိရှိကြဖို့အေအေကခုလိုပဲတိုက်တွန်းထားပါတယ်။ အေးလက်ဆတ်တက်မဲ့မြို့သိန်းစစ်စင်ရီနဲ့အတူလက်ရှိတိုက်ပွဲပြင်းထန်နေတဲ့စစ်ရေးမြေပြင်တွေဟာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအတွက်ငရဲကမ်းမဲ့လို့စစ်ရေးစင်းမြေကခုလိုပဲပြောဆိုထားပါတယ်လက်ရှိစီရင်ခြင်တွေနဲ့ပတ်သက်လို့အေအေရဲ့မဟာမိတ်ရဲဘော်တအူးကခုလိုပဲပြောဆိုပါတယ်။တိုင်းစစ်ဌာနချုပ်တောင်တင်ထားသေးတာပဲလက်ရှိစစ်ဆိုင်နေတဲ့နေရာတွေဆိုတိမ့်ဖို့ကကြာတာနဲ့မြန်မာပဲကွာတာ။ခေါင်းမာတဲ့ရန်သူတွေအတွက်တက်ကွေးမဲ့ဖြစ်တယ်လို့အေအေကဖန်ဆီးထားတဲ့ ကြောင်းခုလိုပဲသိရှိရပါတယ်ရှင်။ဒေါက်ဆန်းစုကြည်နဲ့ဖန်စီခန်နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးအင်ဖြူတော်ရှေ့မှာဆန္ဒထုတ်ဖော်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်ဆာဆုကျင်နေတမရဦးဝင်းမြင့်အပါအဝင်ဖန်စီခန့်နိုင်ငံရေးအကျဉ်းသားများအားလုံးလွှတ်ပေးရန်အမေရိကန်ရောက်မြန်မာပြည်ပေါ်အချုပ်အော်တိုဘားလာ24ရက်နေ့ညနေကအင်ဖြူတော်ရှိရင်ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြပါတယ်။ဒါ့အပြင်မလေးရှားနိုင်ငံနဲ့ကျင်းပနေသောအာဆီယံထိပ်သီးညီလာခံ၌နေစဉ်အကြမ်းဖက်ပုံကျဲပြီးအပြစ်မဲ့ကလေးများအပါအဝင် ပြည်သူများကိုတက်ဖြတ်နေတဲ့စစ်ကောင်ရှင်ရဲ့ရာဇဝတ်မှုများထုတ်ဖော်ရှုံချပြီးပိတ်ဆို့အရေးမှုများလှုံ့ဆော်ရန်တရားမဝင်အတူအယောင်အလိမ်ညာရွေးကောက်ပွဲကိုလုံးဝလက်မခံကြောင်းတရားဝင်ထုတ်ဖော်ပြောကြားရန်ကို၎င်းတောင်းဆိုခဲ့တယ်လို့ဆန္ဒပြပွဲဦးဆောင်သူတဦးဖြစ်သူဥယျင်အေးကခုလိုပဲပြောဆိုထားပါတယ်။အာဆီယံခေါင်းဆောင်များဒိတ်တီအစည်းအဝေးသို့အမေရိကန်သမ္မတဒေါ်နယ်ထရန်တက်ရောက်ပြီးဖြစ်ပြီးအာဆီယံခေါင်းဆောင်များနဲ့တွေ့ဆုံမိဖြစ်ကြောင်းပြီးခဲ့တဲ့စက်တင်ဘာလ26ရက်ကလည်းဒေါ်ဆန်းစုကြည်အပါအဝင်မတရားဖန်ဆီးခံရသောနိုင်ငံရေးအကျဉ်းသားများ များလွတ်မြောက်ရေးအမေရိကန်မြန်မာပြည်ပွားအချို့အင်ဖြူရရှိမှဆန္ဒထုတ်ဖော်ခဲ့ကြောင်းခုလိုပဲသိရှိရပါတယ်ရှင်။ဆလဘီမြမအရေးဖြစ်ရှင်ရဲ့အာဆီယံဘုံသဘောတူညီချက်၅ချက်အကောင့်တွေပေါ်ရနေအားလုံးပါဝင်သောတရားမျှတလွတ်လပ်တဲ့ရွေးကောက်ပွဲဖြစ်ရေးအာဆီယံကတာမလေးရှားနိုင်ငံသားဝင်ကြီးကထပ်ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံ၏အကြက်တဲဖြည့်ရှင်ရန်အာဆီယံဘုံသဘောတူညီချက်၅ချက်အကောင့်ထဲပေါ်ရန်နှင့်အားလုံးပါဝင်သောတရားမျှတလွတ်လပ်တဲ့ရွေးကောက်ပွဲဖြစ်ရေးအတွက်မြန်မာစစ်တပ်ကိုအာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံသားဝင်ကြီးမိုဟာမက်ဟာဆန်ကတောင်းဆိုလိုက်ပါရင်ယမန်နေ့အော်တိုဘောလ24ရက်နေ့မလေးရှားနိုင်ငံနှင့်ကျင်းပပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင်၎င်းကအထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပြီးအာဆီယံဘုံသဘောတူညီချက်၅ချက်မှာအကောင့်တန်ဖော်ရဲ့မခက်ခဲကြောင်းဒါကြောင့်ဘုံသဘောတူညီချက်၅ချက်ကိုလိုက်နာပြီးလူသားချင်းစာနာထောက်ထားမှုအကူ ူညီများကို ဖြန့်ဝေခွင့်ပြုလုပ်တဲ့အကြောင်းမလေးရှားနိုင်ငံသားဝင်ကြီးကခုလိုပဲပြောဆိုပါရင်မြန်မာကျန်းဖတ်စစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးရွေးကောက်ပွဲကိုရပ်တန့်ရန်နိုင်မီမဟုတ်တော့လဲတရားမျှတပြီးပွင့်လင်းမြင်သာပြီး လွတ်လပ်ကအားလုံးပါဝင်စေလို့ကြောင်း၎င်းကပြောဆိုလိုက်ပါရင်ရွှေကောက်ပွဲကပြည်သူအားလုံးပါဝင်ရမယ်လူတချို့ပဲပါနိုင်ပြီးကျန်တဲ့သူတွေမပါဝင်နိုင်တဲ့ရွှေကောက်ပွဲကိုကျွန်တော်တို့မလိုချင်ပါဘူးမြန်မာရွှေကောက်ပွဲနဲ့ပတ်သက်လို့အာဆီယံထိပ်သီးနိုင်ငံခေါင်းဆောင်တွေရဲ့အစည်းအဝေးမှာဆွေးနွေးဖို့ရှိတယ်လို့မလေးရှားနိုင်ငံသားဝင်ကြီးကကိုလိုပဲပြောဆိုပါရယ် မလေးရှားနိုင်ငံကွာလာလမ်ပူရင်အော်တိုဘားလာ26ရက်နေ့မှအော်တိုဘားလာ28ရက်နေ့အထိ58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးပြုလုပ်မည်ဖြစ်ပြီးအဆိုပါအစည်းအဝေးတွင်အကြံပတ်စကားဆောင်မင်းအောင်လှိုင်ကိုတက်ရောက်ခွင့်အာဆီယံကဆက်လက်ပိတ်ပင်ထားဆဲဖြစ်ကြောင်းခုလိုပဲသိရှိရပါရရှင်။